အဟုတ်အဲသူတယောက်ဆောင်ဆိုတော့ဒရာမာရောဟာတာရောအကုန်လုံးကိုတော့အကောင်းဆုံးကြိုးစားရတာပဲဒရာမာတစ်ခုတည်းကိုပဲရတဲ့တယောက်ဆောင်ဟာတာတစ်ခုတည်းကိုရတဲ့တယောက်ဆောင်ဆိုတာမျိုးကတော့မရှိပါဘူးမလုတ်ချင်လို့မလုတ်တာပဲရှိတာအကုန်ရရမယ်လေနော်အဲ့တော့ချူလေးကတော့အကုန်လုံးကိုကြိုးစားရတယ်။အဲ့တော့ဒရမာနဲ့လည်းပြည့်တဲ့အသိမှတ်ပြုခြင်းလည်းခံရတယ်လို့ ဟာသားနဲ့လည်းပြိတ္တအတိမပြေခြင်းခံရတဲ့အတွက်လည်းအင်မတန်မှကိုကျေးဇူးတင်ပါတယ်အပရိပိတ္တကြီးကိုဟုတ်မိမတယောက်ကိုမျက်စိစုံနှိပ်ပြီးဘယ်တော့မှမယုံမိစေနဲ့ဟင်းပုံအော ပြီးတော့လည်းမချစ်မိစေနဲ့မင်းယုံမှတ်ပြီးပုံအပ်လိုက်လို့ကတော့မင်းဘဝရှုံးပြီဒီဒီဘိုးတော်ကင်းတော့ဟာဆိုရင်ပေါ့နော်ဒီမှုမရရင်တခြားတခြားကားကိုရိုက်လို့မှုမရရင်ဘိုးတော်ကင်းရဲ့မှုကိုပြန်ဝင်ပြီးတော့သူလေးပြန်ထည့်ရင်မျက်ရည်ကပြန်ကျတယ် ။ဒါပေမဲ့ဂါကြီးကမှားနေတာလေးပေါ့နော်။ဆောင်းဝင်းမော်ကိုငါထုတ်လို့မရဘူးပေါ့နော်။ဆောင်းဝင်းမော်ဝင်မှမိုးလို့ရဆိုတာကြီးကမှားနေတာ။ဒါတခြားကတခြား character ပေါ့နော်။အဲ့ဆိုပြောချင်တာအဲ့ဆန်းဝင်းမော်နောက်ကားနှစ်ကားလောက်တည်းပါလာတာအဲ့ဒါပြီးဂျားထဲမှာဂျားထဲမှာအဲ့လို character မဖြစ်သွားဘူးအဲ့လိုမျိုးပေါ့စီးမျောတဲ့ character မရှိဘူးလွယ်လွယ်နဲ့ထုတ်လို့ရတယ်ပီလင်းကြတော့လေအဲ့လိုပြန်ဖြစ်တယ်ပီလင်းရလည်းလေတော်တော်ဂျားတဲ့အထိကိုထုတ်လို့မရခဲ့ဘူးပေါ့နော်အဲတစ်နှစ်လောက်ကြာပြီးတော့ဒီလိုအဲဘာရိုက်တာလဲဆိုတော့ ပိုစတာရိုက်တော့ချက်ချင်းလေးပွင့်လိုက်တာနဲ့ချက်ချင်းယူပါတင်ဖြစ်သွားတယ်အော်ဟိုင်းတော့တစ်နှစ်ကိုအဲတကားနှစ်သားလောက်တော့ရိုက်မယ်ပေါ့နော်အများကြီးတော့ချွေးမရိုက်ဖြစ်တော့ဘူးဆိုတော့ဘာလို့လဲဆိုတော့ ရုပ်ရှင်မှာပေါ့နော်ပို့ပြီးတော့ပြပြစီစီနဲ့ character ကိုအကောင်းဆုံးစူးစမ်းကျင်တာအာဒါအောင်တီးဆိုတာချူလေးတို့အရင်ကတည်းကအင်မတန်မှအောင်မြင်ကြကြလာတဲ့ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုပေါ့နော်ပြီးတော့အောင်တီးရအကူတွေဆိုတာချူလေးကိုအဲအရန်ကိုစေတနာထားပြီးတော့ပေါ့နော်ရုပ်ရှင်လောကမှာနေရာတစ်ခုရလာအောင်ပေါ့နော်နေရာပေးခဲ့တဲ့ဆိုရဲကျေးဇူးရှင်တွေဆိုတော့မမှားပါဘူးအဲဒါကြောင့်မို့လို့ကိုရီးယားပေါ့နော်အခုလိုနောက်ထပ်စီးပွားရေးအသစ်တစ်ခုဖြစ်တဲ့ဒီအောင်တီး vision ဆိုတဲ့ဟာလေးဖွင့်တဲ့အချိန်မှာ ိုတိုင်းကိုကြမဖြစ်မနေလာရောက်ပြီးတက်ဖြစ်တာပါဟုတ်ယူပါအားလုံးတောင်းပန်ပါတယ်ပေါ့နော်ယူပါတခါလေးတည်းမှားတာပါဆိုတော့ပြိတ္တကဘာလို့တခါလဲ၃ခါလေးရုံထဲမှာထားអော်တာအဲယူပါ၃ခါလောက်ပဲမှားခဲ့တာပါနေ့၃ခါဟိုမှာတပွားလုံးပါသွားပြီလေတဲ့ယူပါတောင်းပန်ပါတယ်အဲ့လိုမျိုးလေတကယ်ဘွားမှာမှတ်တရပါဟုတ်ဒီလောက်ထိမရက်ဆက်ပါနဲ့ကိုရဲ့မရက်ဆက်ပါနဲ့တော့မရက်ဆက်ပါ မရက်ဆက်ပါနဲ့ဟုတ်လားဟုတ်တယ်ဒီဆိုးအကောင်းဆုံးပဲပို့တာ share ပဲဒီဆိုးအရင်ကောင်းတယ်အခုလည်းသူအစားအသောက်ကောင်းနေအရင်စားနေတယ်မနာလို့သူညာအိမ်မှာလုံးလုံးသူညာခိုင်းပတ်ပေါ့နေပတော့မှကြွမှာဝင်တယ်ဒီဘာတစ်ခုမှမပါဘူးအမှကြည့်ဒီထဲမှာရှာအောင်ရှာကြွလူဘောင်းလာတဲ့ကောင်ကအော်အဲ ဘလို့ပြည့်ပြောရမလဲဒီရပန်းရလေးလေးရှူလာတော့ဝါလာတယ်လို့ပဲအဲအဲ့လိုခံစားနေရတော့နည်းနည်းလေးတော့ short ထားတယ်ဟုတ်ခံစားရဟုတ်တယ်အဲ့လိုခံစားလာ stress ကြောင်နေပါမှာပေါ့ အဓိကနေမကောင်းတာနဲ့ပါနဲ့ဆိုလို့လေကိုဂျင်းဆော့ချက်ကလည်းမဆော့ပါဘူးအញံအားနေနေတယ်ပေါ့နော်။အများကြီးကအဲ့ဒါမျိုးဆိုပိန်နေလို့ထင်ကြတယ်။ဂျူလီယာအမ်ဆိုကိုဖားမှာပေါ့နော်။ဟုတ်အဲသူရဲ့တယောက်ဆောင်ဆိုတာကတော့ဒရာမာရောဟာသရောအကုန်လုံးတော့အကောင်းဆုံးကြိုးစားရတာပဲ။ဒရာမာတစ်ခုတည်းကိုပဲရတဲ့တယောက်ဆောင်ဟာသတစ်ခုတည်းကိုရတဲ့တယောက်ဆောင်ဆိုတာမျိုးကတော့မရှိပါဘူး။မလုတ်ချင်လို့မလုတ်တာပဲရှိတာ။အကုန်ရရမယ်လေနော်။ အဲ့တော့ Julie ကတော့အကုန်လုံးကိုစ조사တယ်အဲ့တော့ drama နဲ့လည်းပြည်သက်အသိမှတ်ပြုခြင်းလည်းခံရတယ်လို့ဟာတာနဲ့လည်းပြည်သက်အသိမှတ်ပြုခြင်းခံရတဲ့အတွက်လည်းအင်မတန်မှကိုကျေးဇူးတင်ပါတယ်အားပေးရပြည်သက်ကြီးကိုဟုတ်အဲ့ဒါကြတော့လေဟိုဘောတော့အဖက်ဖက်ကအားနာရတယ်လေကိုယ့်ရဲ့နေမကောင်းမှုတစ်ခုနဲ့ရှူတင်းတစ်ခုလုံးကိုရပစ်လိုက်ရတာနောက်တစ်ရက်အစားထိုးကလောက်တဲ့အထိမဖြစ်ခံခြင်းအဲလုတ်ရရှိတာတဆုံးလို့ပြီးတော့မှပဲအဲ့ရတဲ့မှာပဲတဆုံးစိတ်ကူပေါ့နော်အဲ့လိုမျိုးနဲ့လုတ်ခဲ့ရဆိုတော့ အာဒီကားမှာအဲဂျူလီအဲ့လိုမျိုးဖျားရတယ်အတန်ပြောက်သွားရတယ်နှစ်ရက်လောက်နားတော့အတန်ပြန်ထွက်လာတယ်လက်ဟန်ချင်းနဲ့ပဲနေရတာပေါ့နော်စကားမပြောဘဲနဲ့အတန်ပြန်ထွက်လာပြီမဲ့ချောင်းဆိုးရာကြီးကကျန်းနေတယ်အခုများရလေကူးမာကြောက်တော့အများကြီးပါဆက်ထဲမှာ stress ကုန်ထားတာပေါ့ဟုတ်အကုန်လုံးမဒရိုက်တာတွေရောတခြားအမှုပညာမောင်မမတွေရောပြီးတော့ပရိုဂျူဆာတွေရောပေါ့လေ အုံလုံးပေါ့ငှဲ့ရတာပေါ့နော်ဟိုဒီခေကြီးမှာじゃဘယ်လိုပြောလဲရှူတတရရဲ့စိတ်ရိပ်ဆိုတာလွဲတာမဟုတ်ကိုကြောင့်မို့လို့အဖက်ဖက်ကပေါ့နော်ဘာမှမနစ်နာစီချင်တာပေါ့နော်ဟုတ်ကဲ့အဲဒါမဲ့လဲဒါကနေမကောင်းတဲ့အချိန်မျိုးမှာ schedule နည်းနည်းပပညှိလို့ရတာမျိုးတွေရှိခဲ့ရင်တော့ညှိပေးတာပေါ့နော်ဘလို့မှညှိလို့မရတဲ့အဆုံးကြတော့လဲကို့ကိုပဲမေးတာနားမလားနောက်ရပြန်ပေးမလားပေါ့အချင်းကြောက်လဲမနာတော့အပြီးပဲလုံးလိုက်တော့မယ်ပေါ့နော်အဲ့ပြီးတော့လဲအိမ်မှာ နည်းနည်းပိုနာရတာပေါ့အဲအလုပ်ထက်ရောက်သွားရင်တော့ဘေးနားကလူကြီးကြောက်ကြတယ်ဒီတိုင်းပုံမှန်ကအဲပျော်ပျော်ရွှင်နေတယ်ကလေးလိုနေတယ်ဆိုမဲ့တကယ် serious ပြီးကြရင်တော့အာတကယ်ကိုပို့အလုပ်ဖို့ကိုတခြားအယုံဆိုင်လို့တော့လေဟုတ်ဟာတာကတော့အာ character တွေကိုမျောပြီးတော့အဲထုတ်ရတာတော့လွဲတယ်သူကပုတ်ပုတ်ပပါနေပဲအဲ့လိုလုတ်သွားဆိုတော့လေခက်ခဲတာ drama ကားတွေခက်ခဲတယ်ကျူလေးဆိုရင်အဲဒီဒီဘိုးတော်ကင်းတော့ဆိုရင်ပေါ့နော် ီမှုမရရင်တခြားတခြားကားကိုရိုက်လို့မှုမရရင်ဘိုးတော်ကရင်မှုကိုပြန်ဝင်ပြီးတော့သူလေးပြန်ထည့်ရင်မျက်ရည်ကပြန်ကြတယ်ဒါပေမဲ့ဒါကြီးကမှားနေတာလေးပေါ့နော်ဆောင်းဝင်းမော်ကငါထုတ်လို့မရဘူးပေါ့နော်ဆောင်းဝင်းမော်ဝင်မှမိုးလို့ရဆိုတာကြီးကမှားနေဒါတခြားကားတခြား character ပေါ့နော်အဲ့ဆိုပြောချင်တာအဲ့ဆန်းဝင်းမော်နောက်ကားနှစ်ကားလောက်ဒီပါလာတာအဲ့ဒါပြီးဂျားထဲမှာဂျားထဲမှာအဲ့လို character မဖြစ်သွားဘူး အဲ့လိုမျိုးပေါ့စီးမျောတဲ့ character မရှိဘူးလွယ်လွယ်နဲ့ထုတ်လို့ရတယ်ဖီလင်းကြတော့လည်းအဲ့လိုပြန်ဖြစ်တယ်ဖီလင်းရလည်းလေတော်တော်ကြာတဲ့အထိကိုထုတ်လို့မရခဲ့ဘူးပေါ့နော်အဲတစ်နှစ်လောက်ကြာပြီးတော့သူလေးတို့အဲဘာရိုက်တာလဲဆိုတော့ poster ရိုက်တော့တစ်ချင်းလေးဖွင့်လိုက်တာနဲ့ချက်ချင်းယူပါပြန်ဖြစ်သွားတယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါနှစ်ကနောက်ဆုံးတကားကြတော့မထွက်သေးဘူးပေါ့နော်အာမွန်တိုင်းအမှတ်928အဲ့မှာကြတော့ကျူးလေးကစကားမပြောတတ်တဲ့ကောင်မလေးဆိုတော့ လက်ဟန်ချင်ရတဲ့ drama ကအစစ်ဆိုတကယ်ကိုဆရာမနဲ့ကို dialogue တွေအဲ့လိုမျိုးခုချင်းစီကိုလက်နဲ့ချင်တဲ့သင်ရတာဆိုတော့အဲ့ကပြီးတော့ရန်ကုန်ရောက်တော့ဟာတာကားရိုက်တဲ့အချိန်မှာ dialogue မပြောနိုင်တာအားလေရတယ် dialogue ပြောလို့မရဘူးအဲ့လိုအဲ့လိုအဲ့လိုလေးတော့ဖြစ်တယ်အော်နောက်တစ်ခါရှိသေးတယ်ဟာတာကအဲ့ဒါမေညာမေညာရဲ့ flow change ထားတော့လေအဲ့ကနောက်တစ်ခါမှပြန်ပါလာတယ်ဟဲ့မေညာဖြစ်နေပြီအော်ဟုတ်တယ်နော်အဲ့လိုရှိရရှိပါတယ်ဟိုကိုအရင်စိတ်ညစ်ထားရင်တော့ 你那时候通过看大不呢？几岁人啊，才呃，恐龙几岁人。 ်အများကြီးအားပေးတာခက်ကျင်တာပေါ့နော်ကိုစူးစားတာဆိုလို့လေပရိသတ်တွေအများကြီးတခဲနဲ့အားပေးရဲဆိုတာမျိုးကြီးကိုလိုချင်တာပေါ့ဒါမဲ့လည်းအာဆူတောင်းတော့ပြေပါတယ်တကယ်ကိုအောင်မြင်ခဲ့ပါတယ်ပေါ့နော်ဟိုနှစ်ပတ်ရချင်းမရချင်းထက်ပေါ့နော်အကောင်းဆုံးတော့သူလေးတို့စူးစားခဲ့တယ်ပရိသတ်ကလည်းတေချာလေးကိုအတိမတ်ပြုခြင်းခံရတာပေါ့နော်မိမတယောက်ကိုမျက်စိစုံနှိပ်ပြီးဘယ်တော့မှမယုံမိစေနဲ့ဟင်းပုံအောပြီးတော့လည်းမချစ်မိစေနဲ့ မင်းယုံမှတ်ပြီးပုံအပ်လိုက်လို့ကတော့မင်းဘဝရှုံးတယ်အဲဒါမှတရက်နှစ်ရက်လောက်တော့ခက်ခဲတာပေါ့နော်အဲနောက်ပိုင်းကျတော့လေကို character ဝင်သွားတော့လေစကားမပြောဖြစ်တော့ဘူးပါဇက်ကကိုဖတ်မလာတော့ဘူးပေါ့ဒါမဲ့အဲ့ကားပြီးနောက်ကားကိုချက်ချင်းကိုရင်အဲ့မှာတိုင်ပတ်တာအဲ့လိုဟာသကားဆိုပို့ဆိုလဲတလုံးချင်းစီပြန်ပြန်ခံပြောရတာမျိုးじゃကိုကမထွက်လာတော့ဘူးကခေါင်းထဲမှာရှိတယ်ပါဇက်ကထွက်မလာတော့အဲ့တော့၃ရက်လောက်ခံရတယ်အဲ့ဒါမျိုးじゃလေ အဲ့လိုတော့ပါပါတယ်အဲအဲအဲကြောင့်ဘုအခုနောက်ပိုင်းကျဇလန်းလွဲတွေကိုရှော့လိုက်တာဒါတော့မှပြစရာဇလန်းလွဲတွေကြံသေးတယ်ချူတွေအများကြီးကြံသေးတယ်ပေါ့နော်နောက်ပိုင်းတော့တစ်နှစ်ကိုအဲတကားနှစ်ကားလောက်တော့ရိုက်မယ်ပေါ့နော်အများကြီးတော့ချူတွေမရိုက်ဖြစ်တော့ဘူးဆိုဘာလို့လဲဆိုတော့ရုပ်ရှင်မှာပေါ့နော်ပို့ပြီးတော့ပြပစီစီနဲ့ character ကိုအကောင်းဆုံးစူးစမ်းချင်တာချူလေးစီကိုလာရင်ဇလန်းလွဲတွေက character တအားကောင်းတာရုပ်ရှင်ထပ်ပိုကောင်းတယ်အဲ့ခါကျတော့ကိုကအဲ့မှာအကောင်းဆုံးစူးစမ်းပြီးတဲ့ခါကျတော့အော်ရုပ်ရှင်မှာလည်း ိုချပြရတဲ့အခါပြိတ္တအနေနဲ့အစ်စ်ဖြစ်မှာမဟုတ်တော့ဘူးလေဒီလို character မျိုးကဒီဇလန်ထဲမှာသွကြည့်လို့ရတယ်ဆိုတာမျိုးဖြစ်တဲ့အခါကျရင်ကိုယ့်ကိုမြေတောင်မြောက်ပေးနေတဲ့ထုတ်လို့ရတဲ့အတွက်လည်းပြန်ကြည့်ရမယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ကျူလေးကတော့အာဒီဇလန်ရွဲကိုဟာတဆိုရိုက်လိုက်မယ် ဒရာမာဆိုရင်တော့ကိုတီတီစစ်စာပြပစီစီဒီဘက်မှာပေါ့နော်ပြန်လုံမယ်အဲ့လိုလိုစဉ်းစားထားပါဒါအောင်တီရီယာအကိုတွေပေါ့နော်အအရန်ဟိုခင်ရတဲ့အကိုတွေအမတွေရောပေါ့နော်ဂျေဆုအများကြီးတင်ပါတယ်လို့အခုလိုမျိုးပေါ့နော်ချူလေးကိုပေါ့နော်ဒီမမေ့မလျော်နဲ့ပေါ့နော်အောင်တီရီဗီရှင်းမှာဖိတ်ပေးရတဲ့အတွက်ကောပြီးတော့ဒီအောင်တီရီဗီရှင်းကအကြီးကြီးအောင်မြင်ပါစေလို့ဆရာတို့ကစီးပွားလက်လာပါရေးထူပါပါစေလို့ပြောချင်ပါတယ်ဟုတ်ပါ